တို့ဘက်ကအကြဆုံးတာအများများတယ်။ကြဆုံးတဲ့အရေးအတွက်ချင်းတွက်မှဆိုရင်ဆယ်စတော့မကွာဘူး။ဒါဆယ်စတော့မကတ်အောင်နော်ကွာချားတယ်။အဲ့လိုကွာချားတဲ့ပြင်အားလုံးပဲမင်္ဂလာပါဗျာ။ကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ။နေ့စဉ်ထူးဆင်းတဲ့တဲ့အပါဝင်တဲ့င်းထူးတဲ့င်းကောင်းတဲ့င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ဂျေရှုသူအရောက်ချင်းတွေတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။အရေးတော်ပုံအောင်ရမည်။ ်စစ်အာဏာရှင်စနစ်ကြာရှုံးရမည်ထုံးစံတန်းလူပဲတွန်လိုင်းကြီးကနိုင်မာတော့တည်ကြတယ်ကျွန်တော်တို့ရှုံးသွားဖို့ဖြစ်เสียအကြောင်း လုံးဝမရှိသေးဘူးเนาะအဲလုံးဝမရှိဘူးနိုင်မှာလုံးဝတည်ကြတယ်เนาะအချိန်ကတော့ဘယ်တော့ပြီးမယ်ဆိုတော့ကိစ္စကိုတော့ကျွန်တော်အနေနဲ့မပြောနိုင်ဘူးပေါ့เนาะနိုင်မယ်ဆိုတော့လုံးဝတည်ကြတယ်အဲဘာကြောင့်နိုင်နိုင်လဲဆိုတဲ့ကိစ္စတွေကတော့ကျွန်တော်အခုဒီညလိုက်မှာ ရှင်းပြပေးမယ်เนาะအဲကြတော့စိတ်ကြမကြနဲ့ကျွန်တော်တို့ကနိုင်ကုန်နိုင်ပါเนาะအဲ့ဒါအလုံးဝတည်ကြတယ်အဲ့လက်ရှိအနေထားကဟိုပထမဆုံးစပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ရွေးကောက်ပွဲနဲ့စပြီးပြောရမှာပါเนาะအဲ့တော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတော့ပြောလည်းမပြောချင်ဘူးငါကိုယ်လေးကအသိမှလည်းမပြေဘူးဒီရွေးကောက်ပွဲကဘာမှအရေးမကြီးဘူးဘာမှလည်းဖြစ်လာမှာမဟုတ်ဘူးလို့ ငကိုတဲ့အတိုင်းကျွန်တော်ပြောဘူးတယ်နော်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘာမှကောင်းတဲ့မထည့်နဲ့လို့ပြောဘူးတယ်သို့တော်လည်းပဲတကယ်လှုပ်လာတဲ့အခါမှာဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီဘောနော်ဟိုရွေးကောက်ပွဲကိုဟန်တာဖို့နော်ဟိုပြောလိုအပ်တာပေါ့နော်ဟန်တာဖို့ရွေးရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တရားမမျှတဘူးဆိုတဲ့အကြောင်းကိုကဘာအတိအောင်ပြောပြဖို့တော့လိုအပ်တယ်သို့တော်လည်းပဲမိတို့ပင်ဆိုစကားမှုဒီရွေးကောက်ပွဲကဘာမှဖြစ်လာမှာမဟုတ်ဘူးနော်ဒီရွေးကောက်ပွဲရဲ့အကျိုးဆက်ကဘာမှဖြစ်လာမှာမဟုတ်ဘူးတော်လန်ရေးကို เนาะထိကြိုက်သွားမှာမဟုတ်ဘူးဆိုတဲ့အကြောင်းလေးကိုကျွန်တော်ကပြောပြခြင်းပဲเนาะအဲ့တော့ဟိုများများမဟုတ်ဘူးရိုးလေးစဉ်းစားကြည့်လိုက်เนาะအဲ့တော့ကျွန်တော်တို့2010ခုနှစ်မှာလုပ်တဲ့เนาะဥသိမ့်စိန်ဟောเนาะဥသိမ့်စိန်ရွေးကောက်ပွဲလိုပဲဆိုတာเนาะ2010ဖွဲ့စည်းပုံခြေခံဥပဒေကိုပြဋ္ဌာန်းပြီးတော့2010မှာသူတို့ရွေးကောက်ပွဲလုပ်တယ်အဲ့2010တုန်းကလုပ်တဲ့ရွေးကောက်ပွဲနဲ့အခု2025မှာလုပ်တဲ့ရွေးကောက်ပွဲက10ဆကွာတယ်เนาะ10ဆကွာတယ်เนาะရှင်းရှင်းလေးပဲ2010 2010တုန်းကလုတ်တဲ့ရွေးကောက်ပွဲကနော်ဖွဲ့စည်းပုံအခြေခံမှုဥပဒေအသစ်ဆက်ဆက်နော်ဟို2008ကိုဖွဲ့စည်းပြီးတော့ဒီဖွဲ့စည်းပုံအခြေခံမှုတွေအသစ်ဆက်ဆက်နဲ့တို့ကဒီမိုကရေစီလမ်းကြောင်းကိုသွားမှာပါငါတို့ကအာဏာသိမ်းတာတော့မှန်တယ်ဒါပေမဲ့ဒီမိုကရေစီလမ်းကြောင်းကိုသွားမှာပါပါတီစိုဒီမိုကရေစီရွေးကောက်ပွဲကိုလုတ်ပေးမှာပါဆိုတော့ပြီးတော့ရှင်အာဏာရတဲ့အစိုးရကိုလွှဲပေးမှာပါဆိုတဲ့ပုံစံနဲ့ဂတိကဝတ်တွေနဲ့နော်သူတို့ကဒီရွေးကောက်ပွဲကိုလုတ်ခဲ့ကြတယ်နော်အဲ့ဒီခါကျတော့ အဲ့ဒီကရွေးကောက်ပွဲနဲ့ဒီရွေးကောက်ပွဲနဲ့နှမ်းရှင်မယ်ဆိုရင်အစအများစွာကွာတယ်အဲ့တုန်းကအဲ့လိုစစ်တပ်ကဂရိပေးလိုက်တဲ့အခါမှာကဘာကစောင့်ကြည့်နေကြစောင့်ကြည့်နေကြတဲ့အခါကျတော့ဟောသူတို့เนาะတကယ်လုံမလားမသိဘူးဆိုပြီးတော့เนาะယုံကြည်မှုအပြည့်နဲ့သူတို့စောင့်ကြည့်နေကြတယ်အဲစောင့်ကြည့်နေကြတဲ့အခါကျတော့ရွေးကောက်ပွဲဖြစ်သွားတယ်ပေါ့အဲ့ဒီအခါအဲ့ဒီတုန်းကเนาะဒီစစ်တပ်ကလည်းပဲ1988ခုနှစ်မှာအာဏာသိမ်းပြီးတဲ့နောက်မှာ1900နဲ့ဒီ2000နဲ့ အဲ30အထိပေါ့နော်စုစုပေါင်းဆိုလို့ရှိရင်22နှစ်ကြာတယ်1988ကနေပြီးတော့အာနာသိမ့်ပြီးတော့2030အထိဆိုရင်ဟုတ်တယ်အားလုံးဆိုရင်22နှစ်ကြာတယ်နော်အဲ့တော့အာနာသိမ့်ပြီးတော့22နှစ်ကြာတဲ့အချိန်မှာသူတို့ကတိုင်းပြည်ကိုငြိမ်အောင်ထိန်းနိုင်တယ်ပေါ့အဲ့ငြိမ်အောင်ထိန်းနိုင်တယ်ဆိုတာဘာကြောင့်လဲဆိုတဲ့အခါကျတော့2000နဲ့96ခုနှစ်လောက်ကစပြီးတော့မလုပ်လာလေသူတို့က ီငင်းငန်းကြီးတွေလုတ်တယ်เนาะငင်းငန်းကြီးလုတ်ပြီးအထုဒေသတစ်နှစ်သုံးလေးဆိုပြီးတော့အထုဒေသတွေကိုဖွဲ့စည်းတယ်เนาะအထုဒေသအဖွဲ့စည်းအပြစ်ခတ်ရဆက်ကြီးလုတ်တယ်ငင်းငန်းကြီးလုတ်တယ်เนาะလုတ်ပြီးဖွဲ့စည်းအချုပ်ဖို့အခြေခံဥပဒေကိုစွဲတယ်အဲ့လိုစွဲပြီးတော့ကဘာကိုဂရိပေးတယ်အဲ့လိုဂရိပေးပြီးတော့လုတ်တယ်ရွေးကောက်ပွဲเนาะအဲ့တော့အဲ့ဒီတုန်းကเนาะဒီဟိုပါပေါ့2010နဲ့2000နဲ့ဒီ10နဲ့အခု2025နဲ့နှိုင်းရှင်တဲ့အခါကျတော့အခုလက်ရှိအနေထားပေါ့เนาะလက်ရှိအနေထားမှာ ငင်းညာရေးဆိုတာလုံးဝမရှိဘူး။အဲ့ဒီတော့အထုဒေသတွေဖွဲ့စည်းရငင်းညာရေးနဲ့အပြည့်ရခအပြည့်ခရစဲရေးနဲ့ငင်းညာရေးကိုလုပ်ခဲ့တယ်။အခုကဘာငင်းညာရေးစကားပြောဖို့မှမဖြစ်ဘူး။နော်ခုနအပြည့်ခရစဲမှုလည်းမရှိဘူး။တိုင်းပြည်မှာဆိုလို့ရှိရင်အ ਨੇ ဆုံးပေါ့နော်။ဟိုဘယ်လိုပြောရလဲမဲဆန္ဒနဲ့တဝက်တောင်မှနော်လက်ရှိတိုင်းပြည်တဝက်တောင်မှနော်ငင်းငင်းချမ်းချမ်းထိန်းထားနိုင်တဲ့အခြေအနေမရှိဘူး။တကယ်ဆိုရင်သူတို့ ဟိုเนาะအပြည့်ဝလုတ်နိုင်မဲ့အနေထားက30ရာတတိုင်းပြည်လုံးရဲ့30ရာနိုင်မလောက်ပဲရှိရဲအဲ့အခါကျတော့ဒါ2010နဲ့နှိုင်းရှင်မယ်ဆိုလို့ရှိရင်လက်ရှိ2025ရွေးကောက်ပွဲရဲ့เนาะအနေထားကအခင်းအကျင်းကအရန်အားနေတယ်เนาะ10ဆလောက်တော့กว่าတယ်တကယ်ပြောမှဆိုရင်เนาะ10ဆလောက်กว่าတယ်နောက်တစ်ခုကအဲ့တုန်းကဒီဘယ်လိုပြောရမလဲအဲ့တုန်းကရွေးကောက်ပွဲလုတ်တဲ့အချိန်ကာလမှာပေါ့เนาะဒီ ဟိုနိုင်ငံရေးပါတီအနေနဲ့ပြောမှဆိုရင်2010မှာเนาะဒီ NLD ကအဲဝင်မပြိုင်ဘူးပေါ့เนาะအဲ့ခါကျတော့ခုနအဲဘယ်လိုပြောရမလဲကျန်တဲ့နိုင်ငံရေးပါတီတော်တော်များများဝင်ပြိုင်ကြတယ်အဲ့လိုဝင်ပြိုင်ကြပြီးတော့မှခုနပေါ့เนาะဒီရွေးကောက်ပွဲမှာ အတိုက်ခံအင်အားစုတော်တော်များများပါဝင်တယ်လို့ပြောလို့ရတယ်လက်ရှိအနေထားကျတော့အတိုက်ခံအင်အားစုလုံးဝမပါဝင်မဲ့ねကျင်းပါတယ်ခဲ့တာဖြစ်တယ်ဒါကြောင့်အတိုက်ခံ အတိုက်ခံအင်အားစုလုံးဝမပါတဲ့ရွေးကောက်ပွဲဆိုတာလေရွေးကောက်ပွဲမဟုတ်ဘူးတယောက်တည်းပြိုင်တဲ့သဘောလို့တယောက်ဒါကြောင့်ဒါတရားမျှတရွေးကောက်ပွဲလုံးဝမဖြစ်ဘူးနော်လုံးဝဖြစ်เสียအကြောင်းမရှိဘူးနောက်တစ်ခါရွေးကောက်ပွဲရဲ့အတိုက်တာမှာပြန်ပြီးကြည့်မယ်ဆိုရင်ဦးသိန်းစိန်နဲ့မင်းလားဦးမင်းအောင်လိုက်နဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဦးသိန်းစိန်ကနော်ဘယ်လိုပဲဖြစ်အဲ့ဒီအချိန်ဒီတမိုင်းကျောင်းကရှင်းနေတယ်မင်းအောင်လည်းကြတော့ INCC တရားခံရှင်းနေတယ်အဲ့ဒီအခါကျတော့ အဲ့လိုဖြစ်တဲ့အတွက်ကြောင့်လည်းဒီခုနကတော့ဥသိမ့်စင်ရွေးကောက်ပွဲနဲ့ဒီနှောင်းနဲ့25ရွေးကောက်ပွဲနဲ့နှမ်းရှင်မယ်ဆိုလို့ရှိရင်เนาะကွာချက်ကအရန်ကိုကြီးရယ်เนาะအဲ့တော့နောက်တစ်ခုကကြတော့အဲ့ဒီတုန်းက EAO အဖွဲ့ကအများကြီးမရှိဘူးရှိတဲ့ဥစ္စာကလည်းငញ្ញံရေးယူထားတယ်အဲ့လိုတိုင်းတာရှိတယ်ဒီနေ့တည်းကကြတော့ EAO အဖွဲ့တွေ အပြင်ဗမာ EAO တွေပါအများကြီးပါလာတယ်ပါလာတဲ့ခါကျတော့တကယ်ကိုပေါ့နော်ဒီဟိုစကိုင်းတို့မကွေးတို့နော်ဒီလိုနေထားတဲ့အပြင်တခြားနေရာတော်တော်များများကိုနော်ဒီတော်လိုင်းအဖွဲ့တွေကနေပြီးတော့မှတိတ်မိုက်ထားတယ်နောက်တစ်ခါလုံးဝအတိုက်ခံအင်အားစုတွေမှာအဓိကကြတဲ့ energy လုံးဝမပါဘူး နောက်တစ်ခါရုပ်ောက်ပွဲအကျိုးကာလမှာလည်းပဲနိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးတာတွေပါကြီးဆိုတဲ့ကိစ္စလည်းမရှိဘူး။ဒါကြောင့်အတိုက်ခံလည်းမပါဘူး။နိုင်ငံရေးအကျဉ်းသားတွေကိုလည်းလွှတ်ပေးတဲ့ကိစ္စမပါဘူး။ဒါကြောင့်ဒီအခင်းချင်းကဒီရုပ်ောက်ပွဲက2010ရုပ်ောက်ပွဲနဲ့ဆိုင်2025ရဲ့ရုပ်ောက်ပွဲကနော်ဘာမှကိုနော်နှိုင်းရှင်လို့မရအောင်ကြွာချားတယ်ဆိုတာကိုတွေ့ရလိမ့်မယ်။အဲ့လိုပဲအခုတကယ်တမ်းအခုရွေးကောက်ပွဲနီးကပ်လာတဲ့အခါမှာရောဒီရွေးကောက်ပွဲကဟိုဘယ်သူတွေကထောက်ခံလဲဆိုတော့เนาะတိတိကျကျထောက်ခံတဲ့နိုင်ငံရေလို့ ပေါ်မလာဘူးကန့်ကွက်တယ်ဒီရက်ကောက်ပွဲအတိမတ်မပြူဒီရက်ကွက်ကိုတော့တရားမျှတမှုရှိမှာမဟုတ်ဘူးလို့ဘူးဆိုရင်ဝိုင်းပြောလာကြပြီဒါကြောင့်မလို့ဒီရက်ကောက်ပွဲရဲ့ reset ကရှိမှာမဟုတ်ဘူးဒီရက်ကောက်ပွဲဒီเนาะကျွန်တော်တို့ဒီသူတို့စက္ကစအတွက်ကကောင်းကျိုးထက်ဆိုးကျိုးပဲဖြစ်တာပါနိုင်ငံရေးထွက်ပေါက်မရပဲနဲ့เนาะသူတို့အတွက်ပို့ပြီးတော့ဆိုးကျိုးဖြစ်သွားဖို့ပဲများတယ်ဒါကြောင့်ရက်ကောက်ပွဲအတွက်စိတ်ပူစရာ မလို့သို့တော့ကိုလို့ဆရာရှိအောင်ကိုလို့ရမယ်ဒီရွက်ကောက်ဘွဲကိုစန့်ကျင်ရမယ်နော်ရွက်ကောက်ဘွဲစန့်ကျင်ရမယ်မဲပြပြနေရမယ်ဒီသဘောတရားတော့ရှိမယ်သို့တော်လည်းပဲဒီရွက်ကောက်ဘွဲကြောင့်စိုးရင်ကြောင်ကြောင်မှုလုံးဝမဖြစ်နဲ့လို့အဲ့ဒါကိုကျွန်တော်ကပြောချင်တယ်။နောက်ဒုတိယပြောချင်တာကဘာလဲဆိုတော့ကျွန်တော်စီးရည်အနေထားပေါ့နော်။စီးရည်အနေထားနဲ့ပတ်သက်ပြီးတော့စစ်တိုက်တယ်ဆိုတာတော့ဗျာဒီလိုပဲအဲ तू तू ကနိုင်တဲ့အခါရှိမယ်ကိုကနိုင်တဲ့အခါရှိမယ်တလက်ရှိရယ်။တခါတန်ကြလို့ရှိရင်ကိုကပေါ့နော်အနေထားရာစုပ်ပေးရတဲ့ကိစ္စမျိုးကြီးလည်းရှိရယ်။ဒီပေါ်မှာနော်ဟို ဘယ်လိုပြောရမလဲဆိုလို့ရှိရင်ဒီပေါ်မှာလည်းပဲစိုးရင်စရာကိစ္စမရှိဘူး။ဘာကြောင့်လဲစစ်ပောင်ကအရန်ကျဲသွားပြီ။နော်စစ်ပောင်အရန်ကျဲသွားပြီတိုက်ပွဲရနေရာအနှံ့မှာဖြစ်နေတယ်။အဲ့လိုဖြစ်နေတဲ့အတွက်ကြောင့်နော်ဒီအနေထားမှာစီးရဲရလည်းပဲကျွန်တော်တို့ကအဲတော်ဒီတော်လိုင်းရစီးရဲရကြဆုံးသွားတာနောက်ဆုတ်သွားတယ်ဆိုတော့မရှိဘူး။နော်စီးရဲရပို့ပြီးတော့ကျဲပြန့်လာတဲ့သဘောတရားပဲရှိတယ်။အဲ့ဒီခါကျတော့စီးရဲလုံးတဲ့ချက်နဲ့ကျွန်တော်တို့ကပြန်ကြည့်မယ်ဆိုရင်စီးရဲရကျွန်တော်တို့ကအောင်မြင်မှုရှိတယ်။နော်အောင်မြင်မှုရှိတယ်တိုးတက်မှုရှိတယ်အသာစီးရတယ်လို့ ကျွန်တော်တို့ကပြောနိုင်တယ်ဘလောက်ပဲလက်နဲ့အင်အားကြီးကြီးများနဲသေးဆိုပြတော့ကျွန်တော်ကစီးရအသာစီးရတယ်နော်အသာစီးရတယ်လို့ကျွန်တော်တို့ကပြောနိုင်တယ်ကျွန်တော်တို့ကလက်ရှိစုံမုန်းနယ်မြေတွေကနော်အများကြီးပဲရှိတယ်စုံမုန်းနယ်တွေအများအများကြီးပဲရှိတယ်လို့လက်ရှိတိုက်ပွဲတွေကလည်းသူတို့သူတို့နိုင်တာနဲ့အနိုင်ရှုံးကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဘက်ကရှုံးတာနဲ့ပြီးတော့သူတို့ဘက်ကအကြဆုံးတာအများများတယ်အကြဆုံးတဲ့အရေးအတွက်ချင်းတွက်မယ်ဆိုရင်ဆယ်စတော့မကွာဘူးဆယ်စတော့မကအောင် နော်ကွာချားတယ်အဲ့လိုကွာချားတဲ့ပြင်ကျွန်တော်တို့ဘက်ကစကန်သိန်းတာတွေကနော်ကျွန်တော်တို့က၁၀ခုတော့သိမ်းလိုက်လို့သူတို့ကတစ်ခုနှစ်ခုတော့ပြန်သိမ်းနိုင်တာမဟုတ်ဘူးသူတို့ကျွန်တော်တို့ကိုတိုက်ခိုက်တယ်ဆိုတာအရက်သားပြစ်မှတ်တွေကိုတိုက်ခိုက်တာရွာတွေကိုမိရှို့တာပဲရှိရတကယ်တမ်းစစ်သားစစ်သားချင်းတိုက်တဲ့တိုက်ပွဲမှာဆိုလို့ရှိရင်စကစဘက်ကနိုင်တယ်ရေလို့ ိတ်ပြီးတော့မရှိလောက်เนาะသူတို့ပြန်ရရဲဆိုတာတရုတ်ကညှိနှိုင်းတဲ့အတွက်ကြောင့်လာစီယိုပြန်ရတော့ကြောက်မဲပြန်ရတော့ဒါတွေတော့ပဲရှိတာဖြစ်ပြီးတော့မှနေလားငါလားသူတို့ကိုယ်တိုင်တိုက်လို့နိုင်တယ်ဆိုတာကထက်ရှားရှားပဲအတိုင်းတာမှာပဲရှိတယ်ဒါကြောင့်စည်ရည်ဒီကျွန်တော်တို့ဘက်ကအားသာနေတယ်လို့ကျွန်တော်တို့အခိုင်အမာပြောလို့ရတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ရဲ့ကျွမ်းကျင်မှုပေါ့နော်ကျွမ်းကျင်မှုနဲ့စိတ်သက်နောက်တစ်ခုကပြည်သူရဲ့ထောက်ခံမှုအချက်၃ချက်ပေါ့နော်ကျွန်တော်တို့စီးရင်နဲ့ပြည်လို့ရှိရင်ကျွန်တော်တို့ဘက်ကအချက်၃ချက်အားတာချက်ရှိရယ်နမတိကစိတ်ကြနော် စိတ်သက်ကဘယ်လိုမှဒီစိတ်ကောင်းစီကို နော်ဟိုဘယ်လိုမှလက်မခံဘူးဒါတို့ကအဆုံးအထိသွားမှာစိတ်ကောင်းစီကိုဘယ်လိုမှဒီတခါအလျှော့ပေးလို့မရဘူးနိုင်ကိုနိုင်မှဖြစ်မှာဆိုတဲ့စိတ်ဓာတ်အဲ့စိတ်ဓာတ်နဲ့တိုက်တာနမနစ်ကပြည်သူထောက်ခံမှုနော်ပြည်သူထောက်ခံမှုကကိုယ့်ဘက်မှာ အပြည့်ရှိတယ်တရားအောင်ရှိတယ်ဒါကြောင့်မလို့စိတ်ကြရေးရရဲ့ပြည်သူထောက်ခံမှုရဲ့ဒီနှစ်ခုစီကျွန်တော်တို့ကလုံးဝခိုင်မာတဲ့ကိစ္စဖြစ်တယ်နောက်တစ်ခုကကြတော့ကျွမ်းကျင်မှုကျွမ်းကျင်မှုကကျွန်တော်တို့ဒီ PDF တရားအခု ဟုတ်လား၅နှစ်ရှိသွားပြီနော်၄နှစ်ကျော်ပေါ့၄နှစ်ပဲထားလိုက်ပါတော့၄နှစ်အတွေ့တကယ်တော့အတွေ့အကြုံဆိုတာ၃နှစ်ဆိုလုံလောက်တယ်အဲ့တော့ကျွန်တော်တို့ရဲ့ PDF တက်ဖွဲ့တွေက၄နှစ်သားအတွေ့အကြုံရသွားတာဖြစ်တဲ့အတွက်ကြောင့်အတွေ့အကြုံရဲ့ကျွန်တော်တို့ဒီခုနကတော့စိတ်ကြရေးရရဲ့နောက်တစ်ခါခုနကပါပြည်သူထောက်ခံမှုရဲ့ဒီအချက်တွေရကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘက်ကအာသာချက်ကနော်ဒါတွေကကျွန်တော်တို့အာသာချက်ပဲနော်စစ်တိုက်တဲ့အခါမှာနံပါတ်၁ကတော့စိတ်ဓာတ်ပေါ့နံပါတ်၂ကပြည်သူထောက်ခံမှုဒီနှစ်ခုကတိတ်အရေးကြီးတယ် ။နောက်ပြည်သူ့တော်မှရှိရဲ့စစ်စစ်ပွဲမှန်သမျှဆုံးရှုံးတာဖြစ်တယ်။စိတ်တရေးရအရာကြဆင်းနေလို့ရှိရင်ဆုံးရှုံးတာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့က generation အစ်စ်နဲ့တိုက်တာဖြစ်တယ်။နောက်တစ်ခါစိတ်တရေးရခိုင်မာတယ်ပြည်သူလူတွေထောက်ခံမှုကအပြည့်အဝရရှိထားတာဖြစ်တယ်။ဒါကြောင့်မလို့လေအဲသူတို့နဲ့နှိုင်းရှင်တဲ့အခါမှာဒီအချက်၃ချက်ကကျွန်တော်တို့ကသူတို့ထက်အများကြီးအားသာနေတယ်။ ရှေ့ရေးမှာအများကြီးအားတာနေတယ်အဲ့လိုတိုင်းတားရှိနောက်တစ်ခုကအောင်ပွဲတွေပေါ့နော်အောင်ပွဲတွေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိပေါ့နော်ဟိုအနည်းသက်ဆုံးပြောပြရမှာဆိုတော့ရခိုင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကရခိုင်ရဲ့အောင်ပွဲကရခိုင်တပြည်လုံးနီးပါးကိုတိမ့်မဲ့ထားပြီးပြီအဲ့တိမ့်မဲ့ထားပြီးတဲ့အပြင်ရခိုင်ပြည်နယ်ရဲ့အပြင်ဘက်ကိုလည်းနော်သူတို့ကဆက်ပြီးတော့ကြေပြန့်လာနေပြီအဲ့တော့ရခိုင်ကဘယ်ထိသိမ်းမှလဲလို့မှတ်မယ်ဆိုရင်သူရခိုင်ပြည်အတွက်ကျွန်တော်လုံခြုံမှုအပေးနိုင်မှုအတွက်ဆိုလို့ရှိရင်ရခိုင်ကနော် AOD မြစ်အနောက်ဘက်ခြမ်းအကုန်သိမ်းပါ AI မြစ်ဖက်မြစ်အနောက်ဘက်ခြမ်းကိုမသိမ်းမဲနဲ့ရခိုင်အတွက်တည်ငြိမ်မှုနဲ့ငြိမ်းချမ်းမှုကမရနိုင်ဘူးဒါကြောင့်မလို့နော်ရခိုင်ဒီ AR မြစ်အနောက်ဘက်ခြမ်းအကုန်လုံးသိမ်းခဲ့လို့ရှိရင်နံပါတ်၁စက္ကစတဲ့ဆုံးရှုံးသွားမယ့်ကိစ္စကတော့နံပါတ်၁ကတော့တို့ဒီကပ္ပဆာဆက်ရုံနဲ့အကုန်လုံးပါသွားမယ်နော်နံပါတ်၂ကတော့အရေးကြီးတဲ့တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့နော်ကြောက်ဖြူနော်ကြောက်ဖြူနဲ့နော်ဒီဆက်ဆက်ပြီးတော့မှဒီ ရခိုင်ကနေပြီးမကွေးဒီဖြတ်လာတဲ့တရုတ်ရင်းနှီးမြှင့်နှံမှုကြီးတစ်ခုလုံးကိုဟာဒီတော်လိုင်းအဖွဲလက်ထဲကိုရောက်သွားမှာဒီအပြောင်းလဲရနဲတဲ့ကြီးကျယ်တဲ့အပြောင်းလဲကြီးမဟုတ်ဘူးအဲ့လိုမျိုးဖြစ်သွားမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့က single ဖြစ်စင်ရကြည့်မယ်ဆိုလို့ရှိရင်ရခိုင်ကိုတင်းပြီးပြီဆိုလာတယ် ARD အနောက်ဘက်ကိုတင်းပြီးပြီဆိုတာနဲ့လည်းပြန်နေတယ်အေးမာဝင်းကူတက်နေတဲ့ဗမာပြည်တည်းကဗကူယုံမကိုကူလာမှာဖြစ်တယ်နော်ဗကူယုံမကကူလာတပြိုင်တည်းတည်းမှာပဲ ဒါစစ်စစ်စစ်အရာအရှင်အားကောင်းနေတာနောက်တစ်ခုကကချင်ပေါ့နော်ကချင်မှာဆိုလို့ရှိရင်လေကချင်ဒီတရုတ်ဖီအားကိုလုံးဝဂီူးမဆိုင်ဘူးလုံးဝဂီူးမဆိုင်တဲ့အတွက်ကြောင့်နော်အခုဆိုလို့ရှိရင်ဒါတရုတ်ဖက်ကနေပြီးတော့ဒီလိုင်းစာတို့လွယ်ကျယ်တို့ဆိုတဲ့နေဆက်ပေါက်တွေကိုဖွင့်ပေးရတဲ့အစ်စ်ဒီ ေးဦးဖက်ကလက်ရောလာရတယ်နော်အဲ့လိုလက်ရောလာတဲ့အတိုင်းတာကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကချင်ရဲ့နိုင်ငံရေးရာအာသာချက်ပေါ့နော်ပြောမယ်ဆိုတန်တမန်ရေးအာသာချက်ကောင်းသလိုစီရေးအာသာချက်လည်းကောင်းတယ်အဲ့လိုအာသာချက်ကောင်းတဲ့အခါကျတော့ကချင်မှာအခုကျွန်တော်တို့ကြံနေတာကဗမော်နဲ့ဖားကန်တယ်ပေါ့နော်ဗမော်နဲ့ဖားကန်တဲ့ကိုနိုင်လို့ရှိရင်မြစ်ကြီးနားကိုတိတ်နံပြီးသားဖြစ်တယ်အဲ့တော့ကချင်ကကမ်ပိုင်တီထွက်ပေါက်ကောနော်လိုင်းစာထွက်ပေါက်ကောလွယ်ကျဲထွက်ပေါက်ကောအကုန်လုံးကိုသူနေဆက်တရုတ်နေဆက်တခြားလို့ကချင်ကတိတ်နံပြီးသားဖြစ်တယ် လိုအပ်နေတာကဗမော်ပေါ့နော်ဗမော်ကိုလုံးလုံးလက်ထဲကိုရောက်ဖို့နဲ့ဖားကန်လုံးလုံးကိုရောက်လို့ရှိရင် तू ကမြေကြီးနားကိုတိမ့်လို့ရပါပြီ။ဒါကြောင့်မလို့ကချင်အနေနဲ့ဒီဗမော်မှာလည်းပဲအပေါ်ကြီးရပေါ့နော်အตาကြီးရအခြေအနေမှာရှိရဲ့အဲ့လိုအตาကြီးရအခြေအနေမှာရှိရတဲ့ကြောင့်တိတ်များမကြခင်ပေါ့နော်ဒီလင်းနောက်ထပ်၄၅၆လလောက်မှာဗမော်တခွင်လုံးကိုနော် ီကချင်ကတိမ့်သွားနိုင်ဖို့ရှိတယ်တိမ့်သွားနိုင်ဖို့ရှိတယ်လို့ခုနကတော့ဖားကန်ကိုလည်းပဲခုနကတော့ရသွားဖို့ရှိတယ်အဲ့လိုရသွားကြလို့ရှိရင်ကချင်ပြည်နယ်ကလုံးလုံးလွတ်မြောက်သွားတဲ့အတိုင်းတာကိုရောက်လာလိမ့်မယ်အဲ့တော့ကချင်ပြည်နယ်ကလုံးလုံးလွတ်မြောက်သွားတဲ့တပြိုင်နက်ကချင်မှာကူတိုက်နေတဲ့ PDF တွေကလည်းပဲစကိုင်းဘက်ကိုဆင်းလာမယ်ဒီဘက်မန်လေးဘက်ကိုဆင်းလာမှာဖြစ်တယ်အဲ့လိုဆင်းလာတဲ့အခါကျတော့ကျွန်တော်တို့ကဘောင်းဆိုဒီဘက်ကဒီစိုးမိုးနယ်မြေတွေကလွတ်မြောက်နယ်မြေဖြစ်ပြောင်းသွားလိမ့်မယ်เนาะ အရေးကြီးဆုံးကတော့ခုနကဗကိုယုံမပဲအဲ့တော့အေးကလူခုတော်မှာဗကိုယုံမမှာကျွန်တော်တို့ဂျိုးပင်ကောက်တို့เนาะမင်းလာတို့အဲ့ဘက်တွေမှာတိုက်ပွဲတွေတောက်ချဖြစ်တယ်ပောက်ခေါင်းအထိတက်ဖြစ်တယ်เนาะအဲ့လိုတက်ဖြစ်တဲ့အခါကျတော့တက်ဖြစ်မှာလဲဖြစ်တဲ့အတိုင်းတာမှာလဲပဲကျွန်တော်တို့ဘက်ကအနိုင်များတယ်အနိုင်ဒါတောင်မှအဲ့ဘက်ကဒီပကဖလီဆိုလို့ရှိရင်ဘာမှအထောက်ပံ့ရတာမဟုတ်ဘူးသို့တော့ ခုနကတော့ဒီဘကိုးရုံးမအရာမြင့်အရှိဖက်ကျဘကိုးရုံးမမှာလေတိုက်ပွဲတွေမှာကိုယ့်ဘက်ကအตาစီးမှာရှိတယ်ပျောက်ကြားအနေနဲ့တိုက်နေကိုယ့်ဘက်ကအตาစီးမှာရှိတယ်ဒါဘကိုးရုံးမအနောက်ဘက်ကျဘကိုးရုံးမအရှိဖက်ကျကိုကြည့်မယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဒီတောင်ငူကွင်းပေါ့နော်တောင်ငူတို့တန်တောင်ကြီးတို့ဘာလို့ဖက်မှာလဲပဲနောက်လျှောက်ကဒီခုနကတော့ဒီကရင်နဲ့ခုနကတော့ PDF တွေဟာဆင်းလိုက်တက်လိုက်နေကစားစစ်ကစားနေတာဖြစ်တယ်အဲ့တော့ကကျတော့ကျွန်တော်တို့က ဒီရခိုင်နေတဲ့ AR အနောက်ဖက်ချမ်းကိုတင်လိုက်ပြီးဆိုတာနဲ့တပြိုင်နက်တည်းဗကိုးရုံးမကိုတော်လိုင်းရေးအဖွဲ့တွေကဟိုစီးသွားမှာအဲ့တော့စစ်တပ်အနေနဲ့ကဘာဖြစ်သွားမလဲဆိုတော့ဆက်ကဆအနေနဲ့ကကပ္ပဆရေးလည်းပါသွားမယ်ဗကိုးရုံးမကိုလည်းစီးသွားပြီဆိုရှင်နေပြည်တော်နဲ့ရန်ကုန်ကပြတ်သွားမှာနော်နေပြည်တော်နဲ့ရန်ကုန်တွေကတော့အဆက်သွက်ပြတ်သွားမှာအဲ့လိုအဆက်သွက်ပြတ်သွားတယ်သူကလက်နက်ချဝယ်ရှိတခြားနည်းမရှိတော့ဘူးဒါကတခုနောက်တစ်ခုကကြတော့ ဒီ AA ကရခိုင်ဟိုက AI နောက်ပိုင်းကျန်တစ်ခုကိုတိမ့်သွားလို့ရှိရင်ဘာအော်တိုမက်တစ်ပါသွားမငွေရအော်တိုမက်တစ်ပါသွားမှာဖြစ်တယ်။ဘာကြောင့်တစ်ခါမှသခိုင်းနဲ့ချင်းပါလဲပဲကိုယ့်ဘက်ကစိုးမှုထားတာဖြစ်တယ်။သခိုင်းနဲ့ချင်းကိုကိုယ့်ဘက်ကစိုးမှုထားတာဖြစ်တဲ့အတွက်ကြောင့်ဒီဒီ AI ရရဲ့အနောက်ဖက်ကျန်မငွေရနော်အော်အော်တိုပါဝါကြီးအော်တိုပါသွားတဲ့ပြန်နဲ့ဒီတရုတ်ပိုက်လိုင်းနဲ့ခုနကတော့ရင်းနှီးမြှုပ်နှံမှုတွေရဲ့တဝက်လောက်ကတော်လိုင်းအဖွဲလက်ထဲကိုလုံးလုံးရောက်သွားပြီ နော်အဲ့လိုရောက်သွားသလိုဒီရင်နံပိုက်လိုင်းနဲ့ပတ်သက်တာလုံးဝရောက်သွားသလိုဟိုတစ်ဖက်သခိုင်းတိုင်းမှာရှိတဲ့ခုနကတော့တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကလည်းတော်လန်ရဲ့အဖွဲ့တွေရဲ့ဧရိယာထဲမှာဖြစ်နေတာဒါကြောင့်မလို့ ARV အနောက်ပိုင်းကိုလုံးလုံးသိမ်းလိုက်ပြီးတော့တရုတ်ရင်းနှီးမြှုပ်ရင်းနှီးမြှုပ်နှံမှုတွေကိုလာတော်လန်ရဲ့အဖွဲ့ကထိမ်းပြီးဆိုရင်တရုတ်ပြည်ရဲ့ဆက်ဆံရေးပုံစံကလုံးဝပြန်ပြောင်းသွားမှာဖြစ်တယ်နော်ပြန်ပြောင်းသွားမှာဖြစ်တယ်လုံးဝရှိုးอ่ะအဲ့ဒါကလုံးဝသုံးချက်တွေ့နေတဲ့တွေ့လို့ရတယ်နော်အဲ့ကြရင်တရုတ်ကလေတံပြောင်းသွားမှာနော်ဒီလိုအတိုင်းပါ အဲ့ကြခုနကတော့ချိန်ဝင်ရှာလုံးဝတစ်ဖက်ဆောင်နေပြောင်းသွားမယ်ဆိုတော့ဒါအစီးအချိန်မျိုးပြောပြတာအဲ့တော့အခါကျတော့စီးရရကျွန်တော်တို့ကလုံးဝအာတာချက်ရှိတယ်နောက်တစ်ခုကလူတွေအများအထင်သေးနေတဲ့ကရင်ပေါ့နော်ကရင်ကဟုတ်ပြီကရင်မှာစီးလုံးညီညွတ်မှုမရှိဘူး။ဘာကြောင့်သူ့ရဲ့ဖွဲ့စည်းပုံရကကရင်မှာဘိုးချုပ်ကင်မှုအားနေပြီးတော့တက်မဟာတွေကိုအာဏာခွဲပေးထားတယ်။အဲ့လိုအာဏာခွဲပေးသွားတဲ့ကရင်အားနေချက်ကခုန Centralized မဖြစ်ဘူး။ဒါကသူ့မှာအားနေချက်ဖြစ်နေတာ အဲ့တော့တစ်ဖက်မှာလည်းပဲကရင်မှာကြားဖြန့်ကိစ္စရှိနေတဲ့အတွက်ကြောင့်ကြားဖြန့်နဲ့ကရင်လူကြီးရဲ့အပေးယူကိစ္စတွေအပေါ်မှာမူတည်ပြီးတော့မှအဲကရင်မှာတိုက်ပွဲဖော်မှုတွေကအများအားနေတယ်သို့တော့ဘာဖြစ်လာလဲဆိုတော့ကရင်ရဲ့ဒီတော်လိုင်းရေး9နှစ်အတွက်မှာကရင်ရဲ့အုတ်ချုပ်နေမြေတွေကအများကြီးကျေပြန့်သွားတယ်နော်အများကြီးကျေပြန့်သွားတယ်ဒါတွေကဟိုပြဿနာအဖြစ်ကြီးကြီးကျယ်မကြားရဘဲနဲ့ဟိုတစ်ဖက်မှာလည်းမကျေနပ်တဲ့ပြတ်မကျေမနှက်နဲ့ပေးလိုက်ရတဲ့ကိစ္စဥမာတဏ္ဍာရီတိုင်းတစ်လျှောက်လုံးဟာ နော်တင်းတိုင်းတန်းတချောင်းလုံးကနော် PDF တွေရတိုက်တယ်ကရင်တွေကဝင်အုပ်ချုပ်တယ် PDF တွေရတိုက်တယ်ကရင်တွေကဝင်အုပ်ချုပ်တယ်အဲ့ဒါ PDF တွေမကျင်းတ်ဘူးနော်ကရင်ကသူတို့တိုက်တယ်ကရင်ကဝင်အုပ်ချုပ်တာမကျင်းတ်ဘူးမကျင်းတ်ပေမဲ့ဒီကိစ္စပေါ်မှာ NUG ကလည်းအကာအကွယ်မပေးနိုင်ဘူး NUG ကလည်းကရင်ကိုအာမခံနိုင်ဘူးအဲ့လိုဖြစ်တဲ့အခါကျတော့ကရင်ကတူတူတိတ်တိတ်နဲ့သူ့ရဲ့အုပ်ချုပ်ရေးအာဏာကျေပြန့်နေပြီနော်ဘယ်ဟိုဆင်းသွားလဲဆိုတော့တနင်္သာရီတိုင်းဟိုဒီဘုတ်ပြင်းလောက်အထိကရင်ဧရိယာဆင်းသွားတယ် ဲ့လိုဆင်းသွားသလိုဒီဘက်ကနယ်မြေတွေမှာလည်းပဲကရင်ရဲ့ PDF ကတိုက်လိုက်တိုက်လက်တိုက်လက်ပြောသူတို့ကအုတ်ချိုကြီးလိုက်နင်းနေတာကဒီဒီဘက်ချမ်းတွေမှာလည်းထပ်ကျေပြန့်လာတယ်အဲ့လိုကျေပြန့်လာတဲ့အခါကျတော့ကရင်အနေနဲ့ကကြားဖြန့်ကိုတာဝင်သိမ်းခဲ့လို့ကြားဖြန့်ရှင်းလင်းရေးကိစ္စတာအောင်မြင်ခဲ့လို့ BGF ဒီဖက်ပြောင်းသွားလို့ရှိရင်ကရင်ကကရင်နယ်မြေကအကျယ်ကြီးကထိမ့်သိမ်းပြီးသားဖြစ်သွားမှာနော်ဒါဒီလိုအတိုင်းတာလေးတွေရှိရဲအဲ့လိုအတိုင်းတာရှိရတဲ့အတွက်ကြောင့် ကရင်မှာမြို့သိမ်းတိုက်ပွဲမဖြစ်တည်တိုင်အောင်ကရင်ရဲ့အုပ်ချုပ်ရေးနယ်နိမိတ်ကျေပြန့်လာမှုကတူတူတိတ်တိတ်နဲ့အင်မတန်ကြောက်ဖို့ကောင်းတဲ့အတိုင်းတာရှိတယ်။ဒါကြောင့်မို့သူ့ကိုလည်းရှော့မတွေ့နဲ့။ဟိုဘက်ကပြောင်းသွားပြီဆိုတာနဲ့တပြိုင်နက်တည်းနော်။ဒီကဘီဂျက်ကလည်းပြောင်းသွားမယ်ကရင်ရဲ့အုတ်ချုပ်ရေးနယ်မြေကျဲသွားရတယ်ကြောင့်သူကစုမိုးနယ်မြေအဖြစ်ကနေပြီးတခါလွတ်ညောင်နေပြီးတခါလည်းပြောင်းသွားမှာပြောင်းသွားမှာကြီးကတနအာရီတိုင်းပါသွားမယ်အေယာဝီတိုင်းတချမ်းလောက်ပါသွားမယ်နောက်ပြီးကဘကိုးတိုင်းအောက်ပိုင်းပါသွားမယ် နော်။ညစစ်တောင်းပြဖက်အချမ်းတွေပါသွားမယ်။မွန်းဝမ်းနဲ့ကရင်နဲ့ဒီမော်လမြိုင်နဲ့ဘာညာကိစ္စတွေမွန်းအင်းရမကောင်းတော့ဒါတွေကရင်နဲ့ပါသွားမယ်။ဟိုဘက်တောင်ငူဘက်ကိုပါသွားမယ်။ကရင်နဲ့ကြီးအကြီးဖြစ်သွားမှာနော်။အဲ့တော့ဒါကလည်းပဲခုနကလိုပေါ့နော်။ဟိုဘယ်လိုပြောရမလဲဒီစည်ရင်းနဲ့ပတ်သက်ပြီးတော့ဒီတစ်ဖက်ချမ်းမှာဒီတိုးတိုးတိတ်တိတ်နဲ့ဖြစ်နေတဲ့အုပ်ချုပ်ရေးကြေပြန့်မှုကြီးဖြစ်တယ်။အဲ့လိုဖြစ်တဲ့အတွက်ကြောင့်စက္ကဆအနေနဲ့ကဘကူယုံမှဒီတိတ်ပြီးတော့အရေးကြီးတယ်။အဲ့တော့ဘကူယုံမှကြာသွားပြီဆိုတာနဲ့တပြိုင်တည်းထဲ ခုနရန်ကုန်နဲ့နေပြည်တော်ကပြတ်သွားနေကုန်နဲ့နေပြည်တော်ပြတ်သွားသူတို့ပြေပေါက်ပိတ်ပြီလုံးဝရှူးနော်အဲ့အချိန်ကျရင်ဟိုကနေဟိုကလို့ဘာလို့ကလဲပုံစံတန်းတစ်ခါလဲပြောင်းသွားပြောင်းသွားမယ်တိုင်းကြရှိရဲအဲ့ကြောင့်မလို့ဒီစည်ရေးကစည်ရေးအရာအနိုင်ကလဲအချိန်မြွေချိန်မြွေချိန်ဝင်ရှာပြောင်းသွားနိုင်မယ်အတိုင်းဒါရှိရဲဒါကြောင့်မလို့ကြောက်စရာမလို့နောက်တစ်ခုကကြတာပေါ့ဆိုပြည်သူတွေပေါ့နော်အရင်အဒီအေးကျိလက်ပြည်သူတွေရဲ့အတိုင်းဒါကျိလက်ပြည်သူတွေကပြည်စရာလည်းမရှိဘူး တွေ့တာဆရာလည်းမရှိဘူးရွာလေးလည်းအကုန်လုံးမိချုပ်ခံရရပြီအဲ့လိုဖြစ်သွားတဲ့အတွက်ကြောင့်เนาะအလွဲတကူကြီးလက်ကနောက်ဆုတ်ဖို့ဆိုတာမဖြစ်နိုင်เนาะအပညာတတ်တရားတော့ထွက်ပြေးမယ်အဲတတိတွေကတော့ညစကားစနဲ့ပူပေါင်းပြီးတော့ကြိုးစားပြီးရက်တည်နေမဲ့နိုင်ငံခြားသွားနေမဲ့အဲ့လိုသူတို့ရှောင်လို့တင်းလို့ရရင်မဲ့အခြေခံကြေးလက်ပြည်သူတွေကတော့ပြေးစရာလည်းမြေမရှိဘူးနိုင်ငံခြားရောက်အောင်လည်းမသွားနိုင်ဘူးနောက်ရှစ်ရင်းရလည်းကုန်ပြီကိုယ့်ရဲ့ခုနအသက်ခံရတာမိရှုခံရတာကိစ္စတွေမှာဒုက္ခတွေရောက်တဲ့အခါမှာသူတို့ကဘယ်လိုမှ နော်အပေါ်ပိုင်းကနှိမ့်နိုင်ခြင်းမာတယ်ဆိုရင်တောင်မှအခြေလက်ကလူတွေကလုံးဝလက်ခံမှာမဟုတ်ဘူးဒါကြောင့်ဒီတော်လန်ကြီးကလွယ်လွယ်ကူကူရက်သွားဖို့လွယ်လွယ်ကူကူစပွဲဝိုင်းသွားဖို့ဆိုတော့မစင်စားနဲ့